စာအုပ် summary ကို online မှာဆိုအများကြီးမမျှဝေတော့ဘူးဆိုလို့စိတ်မညစ်နဲ့ဒီ video မှာဘယ်လိုမျိုးအခမဲ့လေးလာလို့ရလဲဆိုရယ်နီးလေးလည်းမျှဝေသွားမယ်ဒါပြင်ကိုဖတ်နေတဲ့စာအုပ်တွေကို exclusive book club ထဲမှာတော့မျှဝေနေဦးမှာဖြစ်တယ်အဲ့တော့တက်လာမှလည်းဖုန်းပေးတတာလောက်ပဲကုန်လားဆိုတော့ဆက်ပြီးတော့စိတ်ဝင်စားမယ်ဆိုရင်ကြည့်လို့ရတယ်အဲ့တော့အရင်ဆုံးအခမဲ့မျှဝေတာလေးနဲ့ပတ်သက်ပြီးတော့အရင်ဆုံးပြောချင်တယ်ပေါ့နော်နံပါတ်1ကတော့လေဒီကိမှာ ကိုကစောင်းနာမည်တစ်ခုကိုပြောလိုက်ပြီးတော့ AI ကိုဒီစောင်းထဲမှာရှိရဲ့အဓိကအချက်လက်တွေ message တွေကဘာလဲဆိုပြီးတော့ sorry အကုန်လုံးမေးလို့ရတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ prompt လေးတွေကိုလည်းသူကအကုန်လုံးမျှဝေပေးထားတယ်ဗီဒီယိုရဲ့ description မှာလည်းသူ detail လေးရေးပေးထားမယ်အဲ့တော့အဓိကကဘာလဲဆိုတော့ AI ကိုမေးလို့ကောင်းတဲ့အရာလည်းရှိရဲ့မကောင်းတဲ့အရာလည်းရှိရဲ့နံပါတ်1ကဘာလဲဆိုတော့ AI ကရှောက်ရွှေးရာလည်းရှိရဲ့ အဲ့တော့သူ့ကိုအပိုတွေမပါဘဲနဲ့တကယ်ပြောရင်ပြောရမယ်ဒီစာအုပ်ထဲအကြောင်းရပဲဆိုပြီးတော့မေးရမှာမျိုးလည်းရှိသလို AI နေမှာဆိုရင်ဥမာ cloud ဆိုလို့ရှိရင်သူကကြာ ethic တော်တော်ထိန်းတဲ့ AI နေမှာပါတယ်အဲ့တော့စုတစ်ခေါက်မေးတဲ့အခါမှာဆိုလို့ရှိရင်ဆိုတော့အဲ့ဟို free version နဲ့မေးတာဘာပြောလဲဆိုတော့ငါအနေနဲ့ copyright ရှိတဲ့ဒီလိုဥစားတွေငားနေညှောက်ဝေလို့မရပါဘူးဆိုပြီးစုကိုပြောတယ်။ဒါပေမဲ့ပတ်စံပေးပြီးတော့ paid version နဲ့ကြတော့အဲ့လိုမပြောတော့ပြန်အောင်။ဒါပေမဲ့အဲ့လိုပြောလို့လုံးဝဟို subscription ခဏရက်သွားတဲ့အချိန်မှာတစ်ခေါက်ပြန်ပြီးတော့လည်းရပြန်အောင်။ဆိုတော့ကဘယ်ကအမှန်လဲမားလဲလို့တော့ပြောလို့မရအောင်။ကိုယ့်ရဲ့ prompt ပေါ်လဲမူတည်မယ်ပေါ့နော်။တို့ရဲ့ rules တွေပေါ်လဲမူတည်မူတည်မှာပေါ့။ဆိုတော့ကဘာပြောချင်တာလဲဆိုတော့မှ ChatGPT ဆိုရှင်ရှောက်ရွှေးတာရှိရယ်။စာရေးဆရာကဒီအကြောင်းအရာမပြောထားဘူး။သို့တော့သူကအကြောင်းအရာပြောထားတဲ့ကိစ္စတွေလည်းရှိပြန်တယ်။အဲ့ဒီတော့ကတော့ဘာကိုအဓိကပြောချင်တာလဲဆိုတော့ စာဖတ်တယ်ဆိုရဲအနှစ်သာရဘာ drop ဖတ်တာလဲဆိုတာကိုစုရီသိဖို့လိုတယ်။ဥမာဒီစာအုပ်တော့ကတော့ငါဖတ်ပြီးပြီငါပြီးသွားပြီဆိုရဲဥစ္စာထက်ဒီစာအုပ်တဲ့ပပရဲအချက်လက်မှာငါဘာတည်ယူလို့ရမလဲဘာလို့ဆောင်လို့ရမလဲဆိုရဲသူလေးဆိုရဲနော် AI ရော action plan ထုတ်ခိုင်းလိုက်ပြီးတော့ဒီကက်မှာဘသူမျှဝေတာမှာနားထောင်စရာမလိုဘဲနဲ့ကိုယ့်အကိုသင်ယူလို့ရတယ်လုပ်ကင်လို့ရတယ်အဲ့အတွက်ပညာဆိုတာပတ်စံအကုန်လုံးပေးပြီးတော့မှတတ်တဲ့အရာတော့မဟုတ်ဘူးကိုတော်တကယ်တမ်းလိုက်လုံမယ်ဆိုလို့ရှိရင်စုပထမဗီဒီယိုမှာလည်းပြောထားပါဗျအဲ့ဒါဘာလဲဆိုတော့ တကယ်တော့စုရောကစုမြောက်ဝေထားတဲ့စာအုပ်လေးဆိုရှင်အများကြီးရှိတယ်။အဲ့ဒီမှာဆိုရှင်အကြောင်းအရာအကုန်လုံးပါတယ်။စုရေကစာအုပ်အသစ်အသစ်တွေမြန်မြန်လိုက်ဖတ်ပြီးတော့မှအသိဉာဏ်တွေကိုလိုက်ပြီးတော့သိစရာမလိုဘူး။ဟိုးလွန်ခဲ့တဲ့90ရာစာအုပ်ရဲ့ကြောယုံနောက်ခံ message ကလည်းဒါပဲ။ ခုခေတ်မှာအခုစကားနဲ့ပြန်ပြီးတော့ညဝေတာလဲအခုပုံစံပေါ့အဓိကတော့ဒီ message ကိုပဲပေးချင်တာဒါကြောင့်ကိုကတကယ်တမ်းသာ like လုပ်ချင်တယ်ဆိုလို့ရှင်တော့ဘယ်ပတ်စံမှာမပေးဘဲ free ပဲဖြစ်ပါစေသို့မဟုတ်ရှိပြီးသား contact တွေပဲဖြစ်ပါစေကြည့်ပြီးတော့ like လုပ်လို့ရတယ်ဆိုတော့သူ့အပြေအဝါဒီကနေပြောချင်တယ်ကဲဒီ ਆ ပြီးပြီသူ့ရဲ့ exclusive plan ကိုစိတ်ဝင်စားရဆိုရဲ့သူတွေဆိုဒီ video ဆက်ကြည့်ပါကိုကပတ်စံလုံးဝ ်ပေးဖို့အစီအစဉ်မရှိဘူးဆိုရင်ဒီမှာပဲရက်ပါဘာလို့လဲဆိုတော့စုဟာစုရဲ့ plan တွေကိုပေါဝင်တဲ့သူတိုင်းကိုတကယ်ကိုစရင်နဲ့ပါဂျင်တဲ့သူတွေကိုပဲစုထည့်ကျင်တယ်ဒါကနှောင်းတစ်ဖက်အတွက်ကောင်းတယ်နောက်တစ်ခုကကြတော့ငွေအမောင်းတစ်ခုပေးရခြင်းဟာကိုယ့်ရဲ့အခြေအနေစီးပွားရေးဒါတွေကိုငှဲ့ရတယ်ဆိုတဲ့သူတွေအတွက်ကိုစုလုံးဝပတ်စံမတောင်းကျင်ပါဘူးဘာလို့လဲဆိုတော့ခုနပြောသလိုတကယ်တမ်းလေးလာမယ်စောက်တော့တကယ်ဖတ်ဖို့ဆိုတာစုလည်းမလို့ဘယ်သူမှမလို့အဲ့တော့ first week မှာဆိုလို့ရှိရင်စုက productivity နဲ့ time management အကြောင်းကိုစုဦးတည်ပြီးတော့သွားထားတယ်။နောက်ထပ်တစ်ပတ်မှာကျတော့ mindset နဲ့ growth ကိုသွားထားတယ်။အတိအပြာဘာလဲဆိုတော့ကိုက time management theory တွေ tools တွေအကြောင်းသိပြီဆိုရင်ကိုယ့်ရဲ့ mindset ကိုကို preparation လုပ်တယ်ဆိုတဲ့သဘောနဲ့ဒီလိုမျိုး CC လေးစုဝါစာအုပ်ကိုစီပေးထားတယ်။နောက်ထပ် week မှာကျတော့ communication နဲ့ leadership အကြောင်းပါတယ်။လူတိုင်းကစကားပြောဆိုင်ရေးကိုတကြွတဲ့နဲ့ ခေတ်ကာလရောက်နေပြီလို့ထင်တဲ့အတွက် communication နဲ့ leadership ကိုလည်းလုံးဝမပါမဖြစ်ပါအောင်ပါထားတယ်။နောက်ဆုံး week ကကြတော့ ကိုယ့်ရဲ့ငွေကြေး financial management အပိုင်းလေးပါတယ် personal finance ပေါ့နော်ဒါတွေနဲ့ပတ်သက်တဲ့စာအုပ်တွေပါတယ်အဲ့တော့ဗာစာအုပ်တွေကိုပြောမှာလဲ week 1မှာတော့အခုမြင်ရတဲ့အတိုင်းပဲ time leadership time ဆိုတဲ့စာအုပ်လေးပါမယ်နောက်တစ်ခုကကြတော့ slow productivity ဆိုတဲ့စာအုပ်ပါမယ်ဒီစာအုပ်ကိုကတော့ so personally အရန်ဖတ်ချင်တဲ့စာအုပ်ပါဘာလို့ဆို call new port ရဲ့စာအုပ်အသစ်ဖြစ်ပါတယ်အဲ့ဒါတော်တော်များ summary မှာလည်းမတွေ့သေးဘူးဆိုတော့ကဒါကလေးကိုကအရန်ကို excited ဖြစ်နေတဲ့သူ့စာအုပ်တခြားစာအုပ်တွေလည်း so review ပေးဘူးရယ် ဆိုတော့ကဒီစာအုပ်ကိုအရင်ပြောဖို့အတွက်အရန်ကို excited ဖြစ်နေဘာလို့လဲဆိုတော့သူက digital minimalism တို့ deep work တို့ဆိုလို့ရှိရင်အရန်မိုက်တဲ့စာရေးဆရာကြီးပေါ့နော်အဲ့တော့သူက slow productivity နဲ့ပတ်သက်ပြီးပြောထားတယ်ဆိုတော့ဒီစာအုပ်ကတော့ကိုယ်ကအရင် excited ဖြစ်နေအဲ့တော့ကစစချင်းအဖွင့်ပါတယ်ဒီကောင်းနဲ့ဖွင့်လိုက်မယ်လို့စဉ်းစားတယ် Okay so roga week 2မှာဆိုလို့ရှိရင် master your emotion ဒီစာအုပ်ကလည်းတကယ်ကိုကောင်းတဲ့စာအုပ်ပဲနောက်တစ်ခုဒီ language that leads ဆိုလို့ရှိရင်ထွက်တာအများကြီးတော့မကြသေးဘူးဒါ စုနှစ်နဲ့တော့မပြောတော့ဘူးဘာလို့ဆိုတော့နှစ်ကိုစုကိုရိုက်အလုံးမရလို့သို့တော်ဒါဆိုထွက်တာမချသေးဘူးနောက်ထပ်ဒီ week 3မှာရှိရဲ essential ဆိုရဲဒီစာအုပ်ဆိုရင်ဒါက2024ကထွက်ထားတာထင်တယ်အဲ့တော့ကပြောရမယ်ဆိုရင်စာအုပ်အသစ်တွေပေါ့နော်စုအတက်နိုင်ဆုံးဒီမှာကတော့တော်ယုံစာအုပ် summary ရဲ့မများသေးတဲ့စာအုပ်လေးတွေပဲရွှေထားတာများတယ်စာအုပ်အသစ်လေးရှိရဲအဲသို့တော်ခုနအတိုင်းပဲဘယ်စာအုပ်မဆိုဒီခက်က AI အောင်အောင်မင်းအောင်အောင်မှာတို့ကပြောနိုင်နေပြီဖြစ်တဲ့အတွက်တော့ကိုယ်အနေနဲ့က subscription အခုလိုမျိုးမဝယ်နိုင်ဘူးဆိုလို့ရှိရင်လည်းအားမငယ်နဲ့ဝယ်မှစာလုတ်တာမျိုးတော့စာဖတ်တာမျိုးတော့မလုတ်ပါနဲ့ဝဝဝဝစာဖတ်ဖြစ်အောင်တော့စဖတ်ပါ week 4ကြတော့ဒီမှာ master personal finance ဆိုရဟာလေးအဲ့ဒါလေးဆိုရင်လည်းစူရန်သဘောကြတယ်နောက်တစ်ခုကတော့ third personal mba ဒီနှစ်ခုစလုံးဆိုရင်2020အထက်လောက်မှာပဲနဲ့နှစ်ခုစလုံးကထုတ်ထားတာဖြစ်တယ်ဆိုတော့က very new ပေါ့နော်ဟုတ်ပြီအခုကြတော့ member အဖြစ်ရှိလို့ရှင်ရမယ့်ကျိုးကျေးဇူးလေးပြောရအောင် နံပါတ်1ကတော့တပတ်နှုံးစာအုပ်ကို summary လုပ်ပေးမယ်နောက်တစ်ခုက forever ci member ဆိုတာရှိရအ exclusive group ဖြစ်တယ်အဲ့ group ကစုဟာစုရဲ့ကုန်ပစ္စည်းတွေကိုအငြင်းရန်လိုက်ပြီးတော့အားပေးခဲ့တဲ့သူတွေ customer account တွေရောအသက်တွေရောအဲ့ group ထဲမှာအခမဲ့ထည့်ပေးမှာဖြစ်တယ်ထို့အတူဒီ book club ထဲမှာပါလို့ရှိရင်ဒီ group ကလည်း auto ပါသွားမယ်ဒီ group ထဲမှာဆိုလို့ရှိရင်စုပထမဆုံးအနေနဲ့ကစုကတပတ်တစ်ခေါက်သို့မဟုတ်နှစ်ခေါက်စုတာကတော့ free group ပြီးတော့ကျေးဇူးတင်တဲ့အတွက် family လိုမျိုးဒီအားပေးခဲ့တဲ့သူတွေအကုန်လုံးအတူတူရှိချင်တဲ့ group ဖြစ်တဲ့အတွက်စုက commitment နဲ့တပတ်ကိုနှစ်ခုလောက်ပါမယ်ဆိုပြီးတော့ service ရောင်းတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒါကျေးဇူးတင်တဲ့ group ဖြစ်တဲ့အတွက်စုတက်နိုင်ဆုံးတော့တပတ်တစ်ခေါက်တော့အမြဲ update ရှိနေမယ်သို့တော်ဒီ group ထဲမှာကိုကစောစောစီးရှိလို့ရှိရင်အများအားရှိရဲ့ contact တွေကိုအစောစီးမြင်ရမယ်အခုမှဝင်လို့ရှိရင်တော့အရင်တော့ contact တွေကိုမြင်ရမှာမဟုတ်ဘူးဒါကိုလဲစုဘာလို့လုပ်ထားလဲဆိုတော့စုမှာပေါ့နော်နည်းနည်းဒါအတ္တာလေးပဲပြောမှာပေါ့နော် ခုဆိုလို့ရှင်စုဟာဒီလိုမျိုး book club တွေပြီးတော့တခြားတိတ်မကြခင်မှာ reset together ဆိုရဲ class လိုမျိုးလေးထပ်လာမယ်အဲ့တော့အဲ့လိုမျိုးလေးဆိုလို့ရှင်စုမလုတ်ခင်မှာစုဟာ2024ကတနှစ်လုံးလုံးစုလူပေါင်းတောင်းနေချီပြီးတော့ planner မျှဝေခဲ့တာရှိရဲအတူတူ concert လုပ်ပြီးတော့အနီးကပ်လုပ်ပေးခဲ့တဲ့သူယာနေချီပြီးရှိရဲအဲ့တော့ဒီလိုတွေလုပ်ပြီးတော့မှစုဟာအခုလိုမျိုး service တွေကိုစပြီးတော့ငွေကြေးကိုတေးချာယူတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ ဟိုးရင်ကလေးကဒီလိုမျိုးဘာမှအများကြီးစုနေနဲ့မမြဝေခင်ကလေးကယုံကြည်လို့ဆိုပြီးတော့ဝင်နေတဲ့သူတွေအတွက်ကိုစုအရန် pressure ဖြစ်တယ်ဒီအတွက်စောစောစီးစီးကို့ကိုယုံကြည်ရယ်ဟိုးရင်ကလေးကဟိုကိုဘာမှမျက်ဝင်မှုတော့မလုံးနိုင်ခဲ့ကြတဲ့ယုံကြည်ရယ်ဆိုတဲ့သူတွေကိုစွာပူပြီး pressure ဖြစ်တယ်ဒါကြောင့်စောစောဝင်လေ ဒီ exclusive contact တွေပို့ပြီးရလေပဲအဲ့တော့အဲ့လိုပုံစံနဲ့စုဟာဒီ group ထဲမှာတော့ဆိုစီဝင်နေဆိုရှင်တော့ contact တွေများများ exclusive contact တွေများရမယ်ပေါ့အဲ့တော့ exclusive contact တွေကဘာတွေလဲပေါ့အဲ့ဒါလေးပြောချင်တယ်ပေါ့နော်ဥပမာစုရဲ့ philosophy တို့ဘာလို့အဲ့ဒါတွေကအမှန်တရားမဟုတ်စုထင်တဲ့အရာဒါတွေအမှန်တရားတွေမဟုတ်ဘူးအဲ့တော့ဒီထဲမှာပါတဲ့ exclusive group ကကြတော့ဘယ်လိုမျိုးတွေအတွက်ကိုဥတီပါလဲဆိုတော့ဖြတ်လန်းတွေအတွက်ကိုဥတီပါဥပမာဖြတ်လန်းဆိုတော့ productivity tips တွေကဘာတွေဖြစ်မလဲ AI tools က ဘယ်ထိုးစကတကယ်ကိုကို့အနေနဲ့အားလုံးစမ်းမယ်ဆိုဘေယာကတကယ်ကိုကိုရှာခြင်းနဲ့ဟာနဲ့ကွတ်တိဖြစ်မလဲဆိုတဲ့အကြောင်းအရာတွေပြီးတော့ဆိုပါဆိုခုနဆိုရင် book summary နဲ့ပတ်သက်ပြီးတော့ဆု AI ပြောရတာဆိုအကြမ်းမြင့်တဲ့ prompt လောက်ပဲပြောတာဒါပေမဲ့ဒီ group ထဲရရှိရသူတွေဆိုလို့ရှိရင်တော့စပထမဆုံးမျှဝေမဲ့ contact ဆိုလို့ရှိရင်အာဘယ် AI link ကဘယ် AI ကပြန်လုတ်တဲ့ response မှာဆိုလို့ရှိရင်အားသာလေဒီလိုမျိုး tips တွေဒါတွေပါမယ်ပေါ့ဘာလို့လဲဆိုတော့ဒီ group ထဲကသူတွေကြတော့သူကကိုယ့်အတွေးခေါ်ထက်ကိုရဲ့ဒီရှာဖွေတွေးရှိထားတဲ့ဒီဖြက်လန်းနီးတွေကိုပို့ပြီးတော့လိုအပ်မယ်လို့ဆုတင်တယ်။ဘာလို့လဲဆိုတော့လူတိုင်းမှာကိုယ့်အတွေးခေါ်နဲ့ကိုပဲ။ဘသူကမှစုတွေးခေါ်အမှမှန်းနေဆိုပြီးတော့လည်းဝင်ကြတာမဟုတ်ဘူးလေနော်။အကောင်လုံးကလေးလာခြင်းလုံးဝင်တာဆိုတော့အဲ့တော့အဲ့ဒီလေးလာမှုတွေကိုလုံးဝ deep insight ပေးမဲ့ group ဖြစ်တယ်။အဲ့တော့ဒီ group ကဒီလိုအဲ့လိုမျိုးလူတွေအတွက်ပါ။ဆောရကအရင်တော့အားပေးခဲ့ customer တွေကဘယ်သူတွေလဲ။ စကုံးအနောင်းသေးချာ planner တို့ပြီးလို့ရှိရင် 12week planner ကိုမျှဝေပေးထားခဲ့တဲ့သူတွေဒီလူတွေဆိုလို့ရှိရင်စုအောက်ကနေပြီးတော့ customer account ဆိုလို့ရှိရင် form လေးရေးဖြည့်ရမယ်ကိုပေးချေခဲ့တဲ့ငွေစလစ်ရယ်သူတို့နောက်ဆုံးမှာ official email ကနေပြီးတော့ပို့ထားခဲ့တဲ့ email စာကို screenshot ရယ်အဲ့တော့အဲ့လိုစာလေးရင်းနဲ့ကိုယ့်ရဲ့ email နဲ့ Telegram QR code လေးကို upload လုပ်လိုက်လို့ရှိရင်ဒီ group ထဲဝင်လို့ရမယ်ဒါအပြင်အခုလို book club ကိုပါဝင်ထားတဲ့သူတွေဆိုရင်လည်းဒီ group ထဲမှာပါမယ်နောက်တစ်ခုကတော့ ပုံမှန်ရှင်းပြနေကြဒီလို mind map လေးကိုထည့်ပေးมาဖြစ်ပါတယ်။ဒီ mind map တွေကိုအရင်ကတည်းကရှင်းပြတဲ့အစု public ကိုတချို့တွေကပြောတယ်မျှဝေပါမျှဝေပါစုဒါကို free ကိုတမင်မပေးထားပါ။ဘာလို့လဲဆိုတော့ဒါဟိုးရင်ကတည်းကစုကအခုစု application လေးလုပ်နေရယ် application ကစုထင်တဲ့ September လောက်ဆိုရင်တော့ပြီးမလားမသိဘူး။အဲ့အဲ့ဒီလိုမျိုး application မှာဆိုလို့ရှိရင်ဒီလိုလူတွေအတွက်လုံးဝ exclusive address ဆိုပြီးစုက mind map PDF ကိုပေးဖို့ရည်ရွယ်ထားပြီးသားဆိုတော့ကအခုကကြောက် book club ကစပြီဆိုတော့ဒီ book club ကသူတွေအတွက်ကို PDF file ပေးတာဖြစ်တယ်။အဲ့တော့ကိုယ့်ကို download ချင်လဲ download ပြီးတင်ထားလို့ရတယ် နောက်ခေါ်တော့ဖတ်ပြရဲ့ PDF file နေရှိမှာ။ Okay နောက်ဆုံးအပိုင်းဈေးနှုန်းလာပြီ။ဈေးနှုန်းကတော့တစ်လကို3000ပါပဲ။ကိုဖုန်းပေတကယ်ဖြည့်မယ်ဆိုလို့ရှင်တစ်လစာပါဖုန်းပေလောက်ပဲရှိပါတယ်။၃လဆိုလို့ရှိရင်တော့၈000၆လဆိုလို့ရှိရင်တော့၃၅000နဲ့၅000တန်း notion template ပါရမှာဖြစ်တယ်။ဒါကတော့ကိုယ့်ရဲ့သဘောပါပဲ။ကိုယ်အနေနဲ့ဇက်တိုက်ကိုရှိဖို့သိကြရဆိုတော့၆လ plan ကတော့အတန်ဆုံးပေါ့နော်။ဘာလို့လဲဆိုတော့နောက်ဆုံးကိုက၅000တန်း notion template ကရှိပြီးသားဆိုရင်တော့မှ တသိန်း9000ကတကယ်6လစာထက်တန်တယ်လို့ပြောလို့ရပါတယ်ဆိုတော့ကဒါရောစစ်စစ်ပေးထားတဲ့ဈေးနှုန်းလေးဖြစ်တယ်တခုတော့ရှိရပေါ့နော်ဒီကတော့တလ3000ဆိုပြီးတော့ပဲစစ်စစ်ပေးထားတာဖြစ်တဲ့အတွက် group ထဲမှာအတူတူဆွေးနွေးရမယ်စာဝေးစောမပါဘူးအစားတော့စဉ်းစားရတယ်ဒီဥစ္စာကိုပတ်စံပို့ပြီးတော့ယူပြီးတော့တပတ်တစ်ခေါက်ဆွေးနွေးရဲဆိုတဲ့ဥစ္စာကိုသွားမလို့ဒါပေမဲ့စုအနေနဲ့လူစုရဲ့အချိန်ကိုပေးရလို့ရှင်ကြတော့ဈေးကအများကြီးပို့ပြီးတော့တက်သွားမှာပေါ့နော်အခုလိုမျိုး product တစ်ခုလိုမျိုး လူဦးရေများများကိုစုနေတဲ့ service space ကြီးဟာတယောက်ချင်းစီမလို့ဘူးဆိုလေလေစုဟာဈေးကိုတက်တာအောင်လုပ်နိုင်လေပဲ။ဒါကြောင့်ဒီ plan လေးလုပ်ထားရတယ်။သို့တော့ကို့အနေနဲ့လုံးဝကို group like တေချာ community တခုလိုဆွေးနွေးချင်တယ်ဆိုတော့ reset together ဆိုတဲ့ plan တိတ်မကြခင်လာမယ်။ reset together ဆိုတာဆိုရယ်ဘသူတွေအတွက်ကိုက်ညီလဲဆိုလို့ရှင်တော့ကိုယ်အနေနဲ့ပေါ့နော်စိတ်ကောလူကိုအားလုံးပြန်ပြီးတော့ဒီကာလတွေမှာအမိုက်တွေလည်းရှိရယ်အာယုံတွေလည်းနောက်နေတယ်ဒီလိုဥစားဆိုရှယ်ကိုကဘယ်ကနေပြန်စမလဲမသိဘူးဆိုရယ်သူတွေကိုဒီ community ကနေပြီးအတူတူစမယ်ဆိုရယ် plan မျိုးအဲ့ကနေပြီးတော့ကိုယ့်ရဲ့ sustainable lifestyle ကိုအတူတူရှာဖွေရမယ်ပေါ့နောက်ဆုံးမှာ transform ဖြစ်ဖို့အတွက်ကို ready ဖြစ်နေရယ်ပြောရမယ်ဆိုရှင်စစ်မြောက်ခင်မှာကြည်စံနေခေထားမဲ့စစ်တီတွေဆိုရယ် logic ပုံစံနဲ့စုဟာ deep training ကိုလုပ်ဖို့ရှိတယ်။အဲဒီမှာဆိုလို့ရှင်တော့တပတ်တစ်ခေါက် zombie တင်နေပေါ့နော်။စုနေရဲ့အပိုင်းတွေပါမယ်။ zombie တင် record တွေကိုတော့ group ထဲမှာစုထည့်ထားမယ်။ download လို့တော့မရဘူး။ဒါပေမဲ့ group ထဲမှာတော့ကိုယ်ပုံမှန်ဝင်ကြည့်လို့ရတယ်။နောက်တစ်ခုက reset together မှာဆိုလို့ရှိရင်တော်ယုံဘယ် training မှာမှမရှိတဲ့ပုံစံတွေရှိတယ်။အဲ့ဒါဘာလဲဆိုတော့စုပေါ့နော်။အများရန် training တော်တော်များမှာဆိုလို့ရှိရင်ဆရာတွေပေးတဲ့ကြည့်လို့ mind map တို့ PDF file တို့လောက်ပဲရတယ်။စုပါမရအောင်လဲဆိုတော့ assessment form လိုမျိုးကိုမရဘူး။ ောင်ဥပမာ assessment form ဆိုလို့ရှိရင်လည်းဘယ်လိုပုံစံရလဲဆိုတော့ PDF file နဲ့ကိုယ့်ကိုမေးခွန်းရှိရယ်ကိုယ့်ကိုအဖြေအဖြေဆိုတာမျိုးပဲရတယ်အဲ့ဒါကိုသူက personally နည်းနည်းလေးပို့ပြီးတော့ upgrade လုပ်ချင်တယ်ပေါ့နော်အဲ့တော့စုရဲ့ဒီ training မှာဆိုလို့ရှိရင်ကြာစုကအဲ့မှာအင်စာတွေပါတယ်အပတ်စဉ်အင်စာပါတယ်သူက၄ပတ်ပေါ့ zombie တင်တယ်က၄ပတ်လုံးပါအဲ့တော့အဲ့၄ပတ်မှာဆိုလို့ရှိရင်ပုံမှန်အင်စာထပ်ရမှာရှိတယ်ဒါပေမဲ့အဲ့အင်စာမှာမှတချို့ကကိုယ့်အကြောင်းကိုမှ zombie တင်မှာဆွေးနွေးရုပ်ဆာမှာကိုကဒီလိုပုံစံကြီးဆိုတာမသိချင်လို့ရှိရင် anonymous နေနဲ့တင်လို့ရတယ်သို့တော့ကိုကကိုဒါဘသူပါဆိုတဲ့အင်စာကိုစုနေဆွေးနွေးချင်တယ်ဆိုလို့ရှိရင်တော့ကဲဘသူပါဆိုပြီးတော့ကိုကကို address ဒီ form ထဲမှာနာမည်ဖြည့်ထားရမယ်ပေါ့ဆိုတော့က ဲ့ဒီမှာဆိုလို့ရှိရင်တော့ multiple choice လေးရှိတယ်မေးထားတဲ့မေးခွန်းတွေ self awareness address မေးထားတဲ့မေးခွန်းတွေလည်းရှိတယ်အဓိကကဘာလဲဆိုတော့တခြား training တွေနဲ့ဘာတွေ mostly ကွာွားလဲဆိုတော့ PDF file နဲ့ your in question ဒီမှာအနေဖြည့်ကွာကိုဖြည့်ပြီးတော့ဆိုပြီးတော့အဲ့လိုလွတ်ထားလိုက်တာမဟုတ်ဒါကိုဖြည့်ပြီး submit လုပ်စုစီကိုအမှ auto ရောက်လာမယ်ရောက်လာတဲ့အခါမှာဒီမေးထားတဲ့သူတွေထဲမှာဥမာအရောက်ရှိပုံမူတည်ပြီးတော့စုကစုပေးနိုင်တဲ့အချိန်နဲ့စုမေးခွန်းလေးတွေကို training နဲ့သက်ဆိုင်တဲ့မေးခွန်းလေးတွေစုကပုံမှန်ဖြည့်သွားတဲ့ဥစ္စာလေးရှိမယ်ဒါကတော့စုရဲ့ service မှာပေးထားတဲ့အရာပါဈေးနှုန်းကလည်းစုတသိန်းပဲယူထားတာဒီဥစ္စာကိုပြောရဲဆိုတာလေတခုပြောဦးမယ်ပေါ့နော်သူများ service မှာဒီလိုမရှိဘူးစုမှာတော့ဒီလိုရှိရဲဆိုပြီးပြောတဲ့အခါမှာသူများကိုပုတ်ခတ်တာမဟုတ်ဘူးသူများတွေကြတော့စုတက်ဆရာကြတယ်ပေါ့နော်သူတို့ကတင်တန်းတွေဖွင့်လာလဲကြာပြီးဟိုတင်တန်းမှာလူတွေကလည်းစုတက်လဲရမ်းများမယ်အဲ့ခါမှာဆိုရင်တော့တကယ်ဟိုစုတက်ခဲ့တဲ့ဆရာကြီးပဲဖြစ်ဖြစ်ပေါ့သူတို့ကြတော့အချိန်တိတန်ဒီလိုမျိုးပေးနိုင်ဖို့ဆိုတာခက်တယ်စုကိုယ်တိုင်လည်းဒါပထမဆုံး training class လိုမျိုးဖြစ်တဲ့အခါမှာဒီ service ကိုပထမဆုံးလိုပဲပေးရင်ပေးနိုင်အောင်မှာ စုဒါကိုရိုင်းလဲကွာကို testing လုပ်တဲ့အနေနဲ့လုပ်တာဖြစ်တယ်အဲ့တော့ဒီချိန်မှာမှဒီလို service ကပါတာပြီးတော့ဒီဈေးနဲ့ကိုလေးပတ် တော်တော်တန်တဲ့ကုန်ပစ္စည်းသင်တန်းတစ်ခုဖြစ်မယ်လို့ဆုထားအောင်အာမခံနိုင်တယ်။သို့တော်ဘလူလူတွေမတက်ရမလဲဆိုတော့လဲဆုပြောချင်ပါတယ်။ကို့အနေနဲ့ဒီငွေသသိန်းဟာကို့ရဲ့ income နဲ့က30%လောက်ကဒီသသိန်းလောက်ဖြစ်နေဆိုတော့မတက်တင်ဘူး။ဘာလို့လဲဆိုတော့လူတွေမှလေဒီပြောင်းလဲမယ်ဆိုတဲ့အခါမှမျိုးမှာဆိုတော့မှဘယ်လိုမျိုးအခြေအနေမျိုးရှိရလဲဆိုတော့ကို့ရဲ့စာဝတ်နေရေးကဖိုးလုံနေဖို့လိုတယ်။အဲ့ဒီနောက်မှာမှ mentally physically changes ကိုပို့ပြီးအာတုံခိုးဆိုင်လုပ်လို့ရမှာ။ physically ကအများကြီးအကယ်လို့ကို့အနေနဲ့က change changes လို့ပို့ ready မဖြစ်နေဘူးဆိုလို့ရှိရင်ကြံတဲ့ဒီ online class တွေကနေတင်ရဲ့အရာတွေအကုန်လုံးကဘလောက်ပဲ sustainable ဖြစ်တဲ့ routine ပဲပြောပြောအများကြီးပြတ်နိုင်တယ်ဆိုတော့ကဒါစု filter မှာပါပဲအပွင့်လင်းဆုံးပြောတာကိုယ့်စီကိုလာတက်ပြီးတော့ ဒီငွေကကိုယ့်အတွက်ကိုရတဲ့ income တကူတွေက30%လောက်ဖြစ်နေရဆိုလို့ရှင်တော့မလုပ်ပါနဲ့မတက်ပါနဲ့ဒီသင်တန်းမှာစုအကြမ်းမြင်ကိုနောက်ဗီဒီယိုမှာထပ်ပြီးတင်ပေးမယ်မနှက်ပြန်တင်ပေးမယ်အဲ့ဒီမှာဆိုလို့ရှင်ဒီသင်တန်းရဲ့အနှစ်ချုပ်ကိုမြင်ရလိမ့်မယ်အဲ့ဒါဆိုလို့ရှင်တော့ကိုယ့်အကိုဒီသင်တန်းကဘာလဲဘယ်လိုလဲဆိုတော့ AI နဲ့ထိုင်ဆွေးနွေးပြီးလို့ရှင်ကိုယ့်အကိုရအောင်တော့ပြောင်းလဲပေါ့တခုတော့ရှိရပေါ့ဒီ community ကလုံးဝတဲ့အယူရချက်ကအတူတူဆွေးနွေးရဆိုရယ် energy ကိုဖလှယ်ခြင်းလို့လုပ်တာပြီးတော့နောက်တစ်ခုကတော့စုရဲ့ accessible ဖြစ်တဲ့ tools တွေကို face to face ပြော ောရတဲ့အခါမှာပို့ပြီးတော့မျှဝေနိုင်တယ်အဲ့တော့ဒီအတွက်ဒီ energy ရေနဲ့စုတော့လှုပ်ချင်တာအဲ့တော့စုအမြဲအရှိမပြောခဲ့လို့ငွေရှိမှအားလုံးစုတို့ပြောင်းလဲနိုင်မယ်မဟုတ်ဘူးစုရဲ့ဘယ် product ကိုမဆိုစုသည် public ကိုဘလောက်တန်ကြီးရှိတယ်ဘသူတွေမတက်တင်လဲဘသူတွေတက်တင်လဲပြီးတော့ငွေမပိုင်အောင်မှကို့အနေနဲ့ဒီငွေပေးမှမဟုတ်ဘဲနဲ့တယောက်တည်းဘလို့လေးလာလေးရတယ်ဆိုတာအမြဲတမ်းမျှဝေသွားမှဖြစ်တယ် curious insider ရဲ့ mission ကငွေမပါလဲတင်ယူနိုင်ရမယ်ဆိုရယ် mission နဲ့စုကဒီ company 有撒尿马撇的。 ်ဒါလေးကိုလည်းစုတခါတည်းပြောတာပါဒါကြောင့်ဒါပါဝင်မဲ့သူတွေဆိုတော့အရင် welcome ဖြစ်တယ် i'm so excited မပါဝင်နိုင်လဲစုသည်မမြဝေတော့ဘူးဆိုပြီးတော့အားလုံးငွေတွေပဲကောက်ပြီးတော့စုဟာစုဟာစုနေလိုက်မှလည်းမဟုတ်ဘူးစုဒီ channel ဒီ brand ဆောက်လုပ်ခရေကမြဝေတာ ਉ ပတ်စံတပြားမှမရရင်တော့ကြိုက်လုံးနဲ့အတွက်မြဝေမှုကိုလုပ်နေရဖြစ်တဲ့ပုံမှန်လုပ်မှဖြစ်တယ်သို့တော့အချိန်ကြာလာနေမြစုမှာကိုယ့်ရဲ့ exclusivity ဆိုတာလည်းမခံစားရတော့ဘူးပြီးတော့ကိုယ့်ရဲ့ဒီအဝန်းဝိုင်းတွေအကုန်လုံးမှာဒီ boundary တွေမရှိတော့ခံစားရ တာဖြစ်တဲ့အတွက်ငါရဲ့ exclusivity ကဘာလဲဆိုတာကိုပြန်ရှာဖွေချင်တာရောကိုယ့်ရဲ့ဒီ cycle လေးတွေကိုစုအဝန်းဝိုင်းလေးတွေသတ်မှတ်ချင်တာရောကြောင့် ဒါကိုစုလုပ်တယ်ဒါစုရဲ့ another experience ပဲပေါ့နော်အဲ့တော့ဒီလိုပုံစံမျိုးနဲ့စုရသွားတာဖြစ်တယ်ဆိုတော့က reset training ကိုတော့မနေ့ပြန်ဗီဒီယိုမှာဆက်ပြီးတော့စောင့်ကြည့်ပေးပါအခုကတော့ဒါတော့ book club ပါဒါတော့လာစင်ရှိမှာဖြစ်ပါတယ်လာစင်ရှိမှာဆိုတော့ဒါကတော့ဒီလစာအုပ်၈ခုဒါပါလဲဆိုတာသိပြီ okay ပြီအဲ့တော့နောက်လာတော့နောက်ထပ်စာအုပ်၈ခုကဘာဖြစ်မလဲဆိုတာကိုနောက်တလမှာတော့ဒါတွေ့မှာပေါ့နော်အဲ့တော့တခုရှိရယ် book club မှာပါရင်တော့လကောင်းအစကောင်းမှအနောက်သိကြဆိုရယ် planner ကိုဝယ်ခဲ့ရင်တော့လကောင်း12 week year planner ဝယ်ခဲ့ရင်တော့လကောင်း reset training မှာပါခဲ့ရင်တော့လကောင်း exclusive group ကတော့ session နေမှာဖြစ်ပါတယ်အဲ့တော့အဲ့ exclusive group မှာတော့ su contact လေးစုပုံမဲ့တင်ပေးမှာဖြစ်တယ်ဒါလေးကိုလည်းကြိုပြီးအသိပေးချင်ပါတယ်အဲ့တော့ free ရလည်းအများကြီးပေးထားတယ်တတ်နိုင်ဆုံးဒီလိုမေတ္တာ group တွေလည်းအတူတူထားထားတယ်အာဆက်ပြီးတော့လည်း free ရလည်းဆက်ပေးပါမယ်အဲ့တော့အရန်လဲကဲလို့ဒီ channel ပဲကြည့်ပြီးတော့လေ့လာနေရတယ်ဆိုလို့ရှိရင်စိတ်မြတ်ပါနဲ့လို့တခါရဲပြောပြီးတော့စို့လည်းနားလည်းပေးပါအောင်လို့ပြောပြစီဒီ video လေးအဆုံးထိကြည့်ပြီးရကျေးဇူးတင်တယ်မနက်ဖြန်တွေ့မယ် you